ဂီနီပစ်စုနိုင်ငံမှာရွေးကောက်ပွဲမတိုင်မီစစ်ကောင်းဆောင်တချို့ကအာနာသိမ့်ရန်ကြိုးပမ်းတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ရွေးကောက်ပွဲမတိုင်ခင်မှာစစ်ကောင်းဆောင်တချို့ကအာနာသိမ့်ဖို့ကြိုးပမ်းခဲ့တဲ့ဖြစ်စဉ်တွေရဲ့ဂီနီပစ်စုနိုင်ငံမှာဖြစ်ပွားခဲ့ပါတယ်။အာနာသိမ့်ဖို့ကြိုးပမ်းခဲ့တဲ့ဖြစ်စဉ်တွေမှာထိတ်တန်းစစ်ဗိုလ်ချုပ်တွေနဲ့စစ်ဘက်ခေါင်းဆောင်တွေပါဝင်ခဲ့တာပါ။ဂီနီပစ်စုစစ်တပ်ဒုတိယအကြီးအကဲဖြစ်တဲ့ဗိုလ်ချုပ်ကြီးကုရူမာကအာနာသိမ့်ဖို့ကြိုးပမ်းမှုကိုစစ်ဘက်ကတော့တာဝန်ခံဗိုလ်ချုပ်နာဝင်နာကိုဦးဆောင်ခဲ့တာဖြစ်ပြီး တခြားထိပ်တန်းဗိုလ်ချုပ်တို့ကလည်းကြောထောက်နောက်ခံပေးခဲ့တယ်လို့ပြောခဲ့ပါတယ်။အာနာသိမ့်မှုဂျိုးပန်းခဲ့သူတွေကိုဖမ်းဆီးထိန်းသိမ်းထားတယ်လို့လူအပ်တဲ့အရေးယူမှုတွေဆက်လက်လုပ်သွားဖို့လည်းစီစဉ်နေပါတယ်။ပေါ်တူဂီနိုင်ငံစီကနေလွတ်လပ်ရေးရရှိခဲ့တဲ့1984ခုနှစ်နောက်ပိုင်းမှာဂီနီပစ်ဆူနိုင်ငံဟာအာနာသိမ့်မှုတွေနဲ့ကြုံတွေ့ဖူးတဲ့နိုင်ငံဖြစ်ပြီးဒီမိုကရေစီစနစ်ကိုပြောင်းလဲကျင့်သုံးခဲ့တဲ့2014ခုနှစ်နောက်ပိုင်းမှာတော့တရားဥပဒေစိုးမိုးမှုမြင့်တက်လာခဲ့တာပါ။2022ခုနှစ်နောက်ပိုင်းမှာအာဖရိကနိုင်ငံတွေမှာစစ်တပ်ကအာနာသိမ့်မှုတွေမြင့်တက်လာခဲ့တယ်လို့ ပြီးခဲ့တဲ့လအတွင်းကလည်းမဒဂတ်စကာနိုင်ငံမှာဆန္ဒပြမှုတွေနဲ့မတည်ငြိမ်မှုတွေကြောင့်မလို့စစ်တပ်ကနိုင်ငံတော်အာဏာကိုလွှဲပြောင်းရယူခဲ့ရတဲ့ဖြစ်စဉ်လေးဖြစ်ပွားခဲ့ပါတယ်ခင်ဗျာ။